ိုင်းနိုင်ငံဘန်ကောက်မြို့မှာဖွင့်လှစ်ထားတဲ့ Asian Institute of Technology AIT တက္ကသိုလ် Structural Engineering ဌာနဘွဲ့လွန်ကျောင်းသားတွေဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်တန်းကြောင့်ငလင်တန်းသစ်အများပြည်သူတွေရဲ့နေအိမ်တွေနဲ့ပတ်သက်ပြီးတော့နေထိုင်ဖို့တင့်မတဲ့ internet လူမှုကွန်ရက်ကနေတဆင့်ကြီးစုစစ်စေးတာတွေလှုပ်ဆောင်ပေးနေပါတယ်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ AIT တက္ကသိုလ်ကဘွဲ့လွန်ကျောင်းသားတယောက်ကိုသတင်းတော့မြတ်သက်စင်ကမေးမြန်းထားပါရဲ့ရှင်။ ရဲ့ရေဒီယိုမင်္ဂလာပါရှင်ကျမက DVB သတင်းဌာနသတင်းတော်မြတ်သက်စင်ပါရှင်ဟုတ်ကဲ့ပါဟုတ်ဟုတ်ကျွန်တော်တို့ကျွန်တော်တို့ဒီအားလုံးကတော့ဒီ AID AID social development ကတောင်းစားနေပါတော့အဲတောင်းစားဒီအားလုံးစုစုပေါင်းရောက်ခွင့်နဲ့ဆက်ရှိနေတယ်အဲနိုင်ငံနဲ့ဆိုရင်စုစုပေါင်းဒီ73နိုင်ငံကောက်ကနေပြီးတော့တောင်းစားပေါင်းတော့တော့ဒီမြန်မာနိုင်ငံတော့ကျွန်တော်တို့ပူးညီပြီးတော့ damage assessment ကိုပူးညီပြီးတော့ PV နေပါတယ် ုတ်ကဲ့ပါရှင်ဟုတ်ဒီပထမဆုံးပေါ့နော်မိမြင့်ချင်တာလေးကတော့ဒီအကိုတို့ဒီ AID တက်ကတူကဟိုဘွဲလုံအကြောင်းသားတွေအနေနဲ့ပေါ့နော်ငလင်တန်တဲ့အိမ်အဆောက်အုံအပြည့်စည်းတွေကိုပေါ့နော်နေထိုင်မှုအသင့်မသင့်အကြံပေးတာတွေလှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်ဘလို့စတင်လှုပ်ဆောင်ဖြစ်တာပါလဲဘာတွေလှုပ်ဆောင်ပေးနေတာလဲဆိုတာကိုရှင်းပြပေးပါရှင်ဟုတ်အဲကျွန်တော်တို့ကဒီ structure engineering အဲအကြောင်းသားတွေဆိုတော့ဒီ aqua engineering ကိုအထူးပြုလေ့လာတဲ့အကြောင်းသားတွေများပါတော့ professor တွေရောပဲ အဲ့တော့ဒီမှာတော့ PND မှာတော့ဒီဒီငွေရေကပေါ့နော်ငွေရေဆိုတာဒီ2005ခုနှစ်တည်းဒီပေါ်မှာလောက်ခဲ့တဲ့အမှုရှိတယ် magnitude 10.9ဒီပေါ့နော်အဲ့တော့လည်းကျွန်တော်တို့ရှေးရာစီနီယာတွေ professor တွေအခုနေခဲ့တဲ့အတွေ့အကြုံတွေရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့က lesson ခံပြီးတော့လက်ရှိကျွန်တော်မြန်မာနိုင်ငံအတွက်လည်းပုံစံတူပေါ့နော်ကူညီတာပါဟုတ် ဟိုအကိုတို့ဒီလိုလှုပ်ဆောင်တဲ့အခါမှာပေါ့နော်ငလင်တန်တဲ့ဗီဒီယိုဘက်ကဆက်သွယ်လာတဲ့ဟိုအခြေအနေတွေကိုလည်းသိချင်ပါတယ်ဒီဘယ်တီဘယ်ဒေတာတွေကဟိုဆက်သွယ်လာတာပုံများပါတယ်ရှင်ဒါကတော့ပြင်သစ်တော်မြန်မာနိုင်ငံကပုံများတာပေါ့နော်မျိုးဆွဲပဲအဓိကဖြစ်တဲ့မန္တလေးလို့ကျွန်တော်နိုင်ငံကိုနေရှိတော်လို့နောက်ပြန်ကောင်းပေါ့နော်မျိုးကြီးတွေအစကဆက်သွယ်လာတာများပါတယ်ထိုင်းကမှာဆိုလဲဒီ ကျင်းမိုင်ကျင်းမိုင်ကတော့ဆက်တွေ့လာအများကြီးဟောကန်တော့ကဖက်ဖက်မြင့်ဆောက်ဆက်တွေ့လာအများပါဟုတ်ဒီလိုမျိုးဆက်သွယ်ပြီးတော့ဗောနော်အကိုတို့စစ်ဆေးဖို့ပေးဖို့လာတဲ့ဒီနေအိမ်အခြေအနေတွေရဗောနော်ဒီငလင်သက်တင့်သွားတဲ့အိမ်တွေအခြေအနေဗောနော်အဲ့ဟာ ਨੇ ပတ်သက်ပြီးတော့အကိုတို့ရဲ့တွေးရှိချက်လေးတွေဘယ်လိုရှိပါသလဲဗောနော်ဒီအဆောက်အုံချက်ခိုင်းမူဘိုင်းတွေကဆက်နေတင်နေတင်ဗောဘယ်လိုဘိုင်းတွေကိုတွေးရပါသလဲရှင့်ဟုတ်ကဲ့ကျွန်တော်တို့ လက်ရှိလုပ်နေတာတော့ဒါဟိုအားမနေ့ညအားဖြစ်ပေါ့နော်အမျိုးသား case တွေကွာတယ်ပေါ့နော်ဒါပေမဲ့များတော့ဖြစ်ညတိုင်းလုံးနဲ့ပြောရင်တော့များတော့ဖြစ်ကဟိုဆက်နေတိုင်းမတက်တာဒီတွေ့ရတာပုံများပါတယ်လက်ရှိရတာပေါ့နော်ချက်မဲ့ဒီက please ဟိုဒီကတော့ဆွေးနွေးလို့ပေါ့လက်ရှိကလည်းတော့လည်းလင်းလောက်တာလည်း define တွေရှိနေတော့ပြီးတော့ဒီဒီဥဒနာရရပြောတော့ after shopping တစ်တိုင်းပြန်တက်ဖို့လည်းအခြေအနေကလည်း ဒီ probability ဖြစ်နေရတဲ့ကာလတွေဖြစ်နေတော့ဒီကာလမှာကျွန်တော်တို့ကဒီအစာအုပ်တွေကို damage တွေပဲဖွင့်လိုက်မယ်ဆိုရင်ဒီ fire ရဲ့ moderate beta damage တော့ဒီ level တော့မှာကျွန်တော်တို့ကဒီ moderate နဲ့ beta damage တွေကလုံးဝမကန်ဘူးတက်ပေါ့နော်အဲဘာလို့လဲဆိုတော့ဒီဒီအစာအုပ်တွေက upper top တွေဒီနားရဲ့အခါမှာအချိန်မီပြီးဒီ energy ဖြစ်နေတဲ့အစာအုပ်မျိုးသားတွေမှာကျွန်တော်တို့ကလုံးဝနေမတက်ဘူးတော့မချက်ပြီးပြပါပြ မိုင်းနာဖြစ်တဲ့အစားအသောက်မှာတော့ဘလော့ဆယ်တော့မဖြစ်မနေဆိုရဲကာလာမှာဆိုနေတယ်လို့တရှိနေလို့ရတဲ့ပစ္စည်းတွေပဲထုတ်မယ်စင်းထုတ်လို့ရတော့လူမှုတော်တော်များများပြောရတယ်။နောက်ပြီးတော့ဒီမိုင်းနိုင်ငံကဒီအစားအသောက်အများစုကလည်းကျွန်တော်တို့ကြည်ဒါရက်ဆက်စနာမှာဖက်ချာလုံးတော့ပေါ့ဖက်ချာလုံးတော့အဲ့လိုနဲ့ဒီပါစီလာတယ်ဒီစာအုပ်မှာကျွန်တော်တို့ကအဓိက assessment ကြည့်ရဆိုရင်အဓိက main goal နဲ့ဖြစ်တဲ့ ီ main member တွေကတိုင်းလို့ထုတ်တန်းလို့ပေါ့နော်ကော်လန်လို့ပြောလို့မှာဒီသူတို့ရဲ့ဒီ club level ကြီးကြည့်ပြီးတော့ဒီခုနကပြောတဲ့ဒီ final တော့ great majors ဒီတော့လို့ damage တွေပတ်တော့တမ်းမပေးပါဘူးဒီတမ်းမပေးတဲ့တော့ဘာမှမတော်တော့ဒီဒူရီယန်စစ်တဲ့ moderator တွေတော့မတော်တော့စေဘာလို့မနေထိုင်လဲမပြန်သေးတော့ဆိုပြီးတော့မချက်ဘူးပြစ်နေတော့ဟုတ်ကဲ့ အဲဒီလိုမျိုးလေးတွေလုတ်ပေးတဲ့အဲအစီအစဉ်စတင်နေရက်ကစပြီပေါ့နော်ဒီတနေ့ကိုပေါ့အဆောက်အုံဘယ်နှစ်ခုလောက်ဟိုစစ်ဆေးပေးကြရပါသလဲပေါ့အခုချိန်ဒီဘယ်လောက်ထိစစ်ဆေးပြီးသွားပြီလဲရှင်ဟုတ်ကဲ့ကျွန်တော်တို့အရင်းညားကမနက်ခဏကြီးပေါ့နော်စကဲတီလောက်ကြပါတယ်အဲအဆောက်900ကျော်ကျွန်တော်တို့ assessment လုပ်ပြီးတော့ respond လုပ်ပြီးဒီပေါ့ဒီပေါ့ဟုတ်ကဲ့အခုလည်း င်တာဗျူးဖြစ်နေတော့မှာပဲကျွန်တော်တို့ကြောင်းသားတွေကစာနေရာမှာ online ပေါ့နော်ဆက်လုပ်ကြအောင်ဒီ video လုံးမှာလည်းကျွန်တော်တို့ဒီ15ရောက်တော့ရှိတော့เนาะတခြားနေရာမှာ online ကနေပဲကျွန်တော်တို့ပုံပြပြီးတော့ဖြစ်ပြီးနေတယ်ဂျာကြောင်းသားတွေလည်းရှိပါတော့လောဒေရောကျွန်တော်တို့ဒီ inter order လုပ်နေရဆိုတော့90 million လောက်เนาะကျွန်တော်တို့ဒီ mobile number ဘက်ကလာတဲ့ mail တွေကိုလက်ခံတယ်ပြည်ထောင်စုအတော်လာပြောင်းနေပြီကိုပြန်ပြီးတော့အဆိုင်လုပ်တော့เนาะအဲ့တော့ဒီလိုလိုအချင်းအားဖြင့်ဘာကောင်းသွားလဲဆိုတော့တစ်ခုနဲ့ case တစ်ခုနဲ့ဒီကို ော်လာပြောက်ကိုဆိုင်းလုပ်ပြီးတော့သူ့အတွက်ပေးချာလေးစစ်စစ်ပြီးတော့ပေးချာလေးဒီကောင်းမွန်တဲ့ပေးချာလေးထိရောက်တဲ့မှတ်ချက်ကိုဒီပေးနိုင်တဲ့အခြေအနေတို့တော့ဝင်ပါတယ်ဟုတ်ကဲ့ပါကိုဟုတ်ကိုတို့ပြောသွားတာလေအဲအရင်ကောက်ပါတယ်ဗောနဟုတ်အားကြောင့်မို့လို့ဗောနဒီအခုဒီကျမတို့ဒီ DVB ကနေတစင်ကြည့်နေမဲ့ဗောနအများပြည်သူအတွက်ဗောဟိုငလင်တန်ခံထားရတဲ့အိမ်ရဲ့ကြန့်ခိုင်မှုအခြေအနေတွေကိုဗောန အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဘလို့ချက်လက်တွေအဲတည်ထားသင့်ပါတယ်ဆောင်းရန်ရှောင်းရန်လေးတွေပေါ့နော်ခုနအကိုတို့ပြောသွားတာလေးရှိတယ်ပေါ့နော်ဒါလေးတွေပြန်ပြီးတော့ဟိုပြောပြပေးပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာအဲဒီအတွက်ကတော့လေကျွန်တော်တို့ဒီကျွန်တော်တို့ចောင်းသားအကျွဲတွေကတော့ဟိုလန်ဒီယာလောက်တာပေါ့နော်တကယ် ဆိုတော့လိုတစ်ပတ်လောက်နေရင်အနည်းဆုံးပါနော်တစ်ပတ်လောက်အချိန်ပေးပြီးရင်သလားလောက်ကြာရင်လည်းကြာပါမယ်။ဒါပေမဲ့ဒီကျွန်တော်ကတော့ဖြစ်စီချင်တာတစ်ပတ်လောက်အတွင်းပါနော်။ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာရှိတဲ့ engineer တွေရောအခြား international နိုင်ငံ engineer တွေရောဒီတွင်းမှာရှိတဲ့ engineer တွေပေါ့ပေါ့နော်။ဟိုရင်း senior ဆရာကြီးတွေနဲ့ပူးပေါင်းပြီးဟို engineer တွေပဲမဟုတ်ဘူးပေါ့နော်။ဒီငလင်းပညာရှင်တွေပေါ့နော်။ systematologist တွေပူးပေါင်းပြီးဒီ report တစ်ခုမြန်မြန်ထုတ်နိုင်ဖို့လိုပါတယ်ပေါ့နော်။ဟိုရှေ့မှာခက်ခဲတဲ့ အခြားအင်ဂျင်နိုင်ငံတွေရဲ့ဒီငလျင်တန်းကနေအတွေ့အကြုံတွေကိုအများဆုံးပေါ့နော်ပြီးလာပြီးတော့ကျွန်တော်တို့ဟိုဘာတွေလောက်တန်လဲဆိုတာကိုတိုင်းနိုင်ပြီးဖို့အများဆုံးလိုပါတယ်တို့ပြည်တဲ့တိုင်းကလေးဆိုတာကျွန်တော်မှန်းလို့မရဘူး after shot ဆိုတာမှန်းလို့မရဘူးကျွန်တော်မီဒီယာလုပ်နေတော့မှပဲလက်ထပ်လုပ်နိုင်ပြီပေါ့နော်ဒီငလျင် after shot တွေရအဲ့တော့ဟို second နဲ့အများကိုပေါ့နော်ကျွန်တော်တို့ invite အားတိုင်းလောက်ရမှာပါအဲ့အဲ့လိုတိုင်းတိုင်းပူစိတ်စားလေးပေါ့နော် ်အင်္ဂလိပ်ဘာသာနဲ့ရောမြန်မာဘာသာနဲ့ရောဟိုဟောလာမှာပို့အဆင်ပြေမှာပါကျွန်တော်တို့လည်းဒီမှာ online ခြေခံပြီးဒီကျောင်းသားတွေဒီကျောင်းနဲ့ရောကျွန်တော်တို့အပြင်မှာအောင်လုပ်နေတာပြီးရှိပါတယ်အဲအဓိကပြဿနာတော့တက်တွေပို့ connection မရကြတာပေါ့နော်အဲ့ဒါကအဓိကပြဿနာဖြစ်နေရပါတယ်ဟိုကျွန်တော်တို့လည်းဒီမှာဟိုညာနှစ်နိုင်လောက်ပြီးလောက်တယ်ဆိုပေမဲ့တကယ်လည်းအဲ့ဒီွားတဲ့အချိန်မှာတော့မှလည်းအန်ရရှိတယ်ပေါ့နော်မြေပြင်ရပြီးတော့တက်ကြတော့ အဲ့တော့မြန်မြန်လေးလုပ်စီချင်ပါတယ်ဒီမြန်မာဘက်ကမြန်မာအကွေပေါ်မစီရဆရာနဲ့လည်းကျွန်တော်ဆက်ပြီးဖို့ကြိုးစားနေပါတယ်ဆရာတို့လည်းဘိုးလည်းမြန်မာခေါ်ရရရှိတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့အဓိကဒီဒီ community interview လောက်မှာလည်းကျွန်တော်အများကြီးမပြောနိုင်ပါတော့မပြောနိုင်တော့ဒီတိတိကျကျဆုံးတော့ကတော့ report လေးတစ်ခုဖတ်လာဖို့မျှော်လင့်ပါတယ်ဒီ PVB ကနေကြည့်နေမယ်ကျွန်တော်တို့နိုင်ငံက GDP ကိုပြောချင်တာက ဒီလက်ရှိဒီတပတ်စာမှာပေါ့နော်ဆောသွားပြောခဲ့တယ်လို့အကြောင်းအရာရှိတဲ့အတွက်ကြောင့်မိမိနေအိမ်မိမိရဲ့ရက်ကွက်မျိုးရွာမှာရှိတဲ့အဆောက်အဦနဲ့ဒီထိခိုက်မှုရဲ့အနေအထားတွေအခြေအနေလေးတွေပြီးချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ PNG Facebook page မှာလည်းမေးလို့ရတယ်ဟို Gmail တောင်းတတ်တဲ့လူများမေးရနေပို့ပြီးတော့မေးလို့ရပါတယ်။အဲ့ဒီရဲ့ဆက်သွယ်ရမယ့် email link တွေဒီ Facebook page link တွေ vlog ဒီ Amaro DVV ဘက်ကနေတော့ link တွေ ချရတယ်လို့ပြောနေပါတယ်။ဆက်စည်းစုတယ်မှာဒီဒီကဟောလာမှာ။ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါရှင်။ဟုတ်ဒီမှာလေးတရားဖြန့်ဝေပေးပါမယ်ရှင်။ဟုတ်